ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ရတော့เนาะခွန်ငါခွန်ငါဆိုပြီးကျွန်တော်ပေါကနန်းနေတော့လုတ်ပြနိုင်ခဲ့တယ်ဗောနော်ခွန်ငါထိုးမယ်ဆိုရင်တော့ပေါ့လေကျွန်တော်ယုံလို့ထိုးမယ်ဆိုရင်တော့ပေါက်ကြလိမ့်မယ်ဗောနော်ခွန်ငါခွန်ငါနောက်တစ်ခါကျတော့ကျွန်တော်တို့ဒီအခွေရလဲခွန်ငါဆိုပြီးထွက်တယ်ဒီအခွေရလဲခွန်ငါဆိုပြီးထွက်တယ်အခွေထိုးတဲ့လူတွေအတွက်လဲပေါက်လိမ့်မယ်เนาะကျွန်တော်ထုတ်ကနန်းလဲခွန်ငါထွက်တယ်เนาะကျွန်တော်တို့ထိတ်မှာလဲခွန်ထိတ်ငါးဘိတ်เนาะ ကျွန်တော်တို့ဒီ master key မှာတော့ဒီတကီးကကျွန်တော်တို့ပြန်ကနန်းနဲ့ထွက်သွားတဲ့အတွက်ဒီကီတကီးတော့လွတ်သွားတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ခွန်9ဆိုပြီးတော့အဲခွန်9ပေါ့နော်အခွေအနေနဲ့တော့ထွက်သွားတယ်ဟုတ်လားနော် break အနေနဲ့ကတော့လေကျွန်တော်နှစ် break တွေပေါ့နော်နှစ် break တွေထွက်သွားတယ်အဲ့တော့ကျွန်တော်တို့ကြံတွေက6149ဆိုတဲ့ break ကြံနေပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီကနေ့ကတော့ဘာပဲဖြစ်ဖြစ်အခွေထိုးတဲ့လူတွေဘယ်အခွေကိုထိုးထိုးပေါက်ကြလိမ့်မယ်ထင်ပါတယ်နော် အဲနောက်တစ်ခါကျတော့ကျွန်တော်ကနန်းကိုထိုးတဲ့လူတွေလည်းပေါက်ကြနေမယ်ထင်ပါတယ်ကဲကီးကိုပဲယူကစားတဲ့လူတွေပဲဖြစ်ဖြစ်ထိတ်ကိုပဲယူကစားတဲ့လူတွေဖြစ်ဖြစ်အောင်ကွက်ကလေးတွေတော့ရကြမယ်ထင်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့ထပ်စ조사ကြည့်ကြတာပေါ့ဗျာကဲတော့ကျွန်တော်20လေးစမယ်20လေးတွေစမယ်ဆိုဘယ်ကစမလဲဆိုရင်86 86ကစမယ်ဗျာနော်86 86 နောက်တစ်ခါလေးခွန်ရှစ်လေး6ခွန်7ခွန်6ခွန်7ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့ဒီလေးရဲ့ဒီခွန်ရဲ့ပေါင်း7ပါတဲ့ဒီ7နဲ့ပေါင်းတဲ့အခါကျတော့2ပါတဲ့နော်2နှစ်ရဲ့ပါဝါခွန်2ရဲ့နှက်ခတ်က4နှစ်ခွန်4ဆိုတဲ့ကီးတောင်းလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့အခါကျတော့ နှစ်နှစ်တဲ့နှစ်နှစ်မှာကျွန်တော်နှစ်တလုံးထိပြီးအောင်ခဲ့ပါလေ9 3နဲ့9 3မှာတော့မအောင်ပါဘူးဗျကဲနောက်တစ်ပင်ကိုတွက်ပါမယ်နှစ်6 3ခွေနှစ်6 3ခွန်ငါးနှစ်16တစ်ချောက်တစ်ချောက်ရှစ်လေးတစ်ချောက်ရှစ်လေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ9ရဲ့တဲ့ဒီနှစ်ကပေါင်းခွန်ခွန်ရဲ့ရှစ်ကပေါင်းတော့ ၅ငါးငါးရဲ့ပါဝါ၃ညငါးရဲ့နှက်ခတ်က၃ငါး၃ည၃ဆိုတဲ့ကီး၃လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့ရှစ်ခွန်းနဲ့မအောင်ပါဘူးဗျငါးနှစ်တဲ့ငါးနှစ်မှာလဲကျွန်တော်တို့ငါးတလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့တဲ့နောက်တစ်ပြင်တော့တွက်ပါမယ်တင်ငါး၃၃တင်ငါး၃၃၃၉၂၆၃၉၂၆၂၆ သုံးညာနှစ်ရှစ်သုံးညာဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်မယ်အဲ့ဒါလေးတွက်မယ်ဆိုတဲ့အခါကျသုံးရဲ၉ရဲပေါင်းနှစ်နှစ်နဲ့ရှစ်နဲ့ပေါင်းသုံးညာသုံးညာရဲ့ပါဝါ၅သုံးညာရဲ့နှစ်ခတ်ကခွန်းသုံးညာ၅ခွန်းဆိုတဲ့ဒီသုံးလုံးဒီပြင်မှာထွက်ရမယ်တကယ်အဲ့တော့ကျွန်တော်ဘာကြီးထွက်သွားလဲကြည့်လိုက်ရအောင်ရှင်း၅တဲ့ဟောရှင်း၅မှာကျွန်တော်တို့၅တလုံးထိပ်ပြီးအောင်ခဲ့ပါတယ် ကိုးငားတယ်ကိုးငားမှလည်းကျွန်တော်တို့ငားတစ်လုံးပဲထပ်ထည်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြောင်းတက်ပါမယ်6 9 6 6 6 9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  6 3ရက်ပါဝါ8 3ရက်နှစ်ခါက9 3ရှင်း9ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့ခွန်ခွန်နဲ့မအောင်ပါဘူးဗျာ၄၅တဲ့၄၅မှာကျွန်တော်တို့၅တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်တော့တွက်ပါမယ်၄3 3ခွန်၄3 3ခွန်၄5 1 3 1 5 1 3 3 1 6 8 3 1 6ရက်ဆိုပြီးကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်ဒီနှစ်ကဒီ9ရက်ပေါင်းခွန်ခွန်ရက်6ရက်ပေါင်းတော့3 3ရက်ပါဝါ8 3ရက်နှစ်ခက်က9 3 8 5ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့63ရက်63ရက်တဲ့မအောင်ပါဘူးဗျာ လေး၅တဲ့လေး၅မှာကျွန်တော်တို့၅တုံးထပ်ထိပ်ပြီးညအောင်မနေ့ကိုအောင် sorry ညနေပိုင်းမှာအောင်မြင်ခဲ့ပါတယ်ဗျနောက်တစ်ပင်တော့တပမယ်လေးလေးခွန်3ည6ခွန်8 6ခွန်8တောင်ညာလေးသုံးခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့လေးကိုကျွန်တော်တွက်ပါမယ်တွက်မဲ့ဆွဲကကြတော့၈ကဲ၆ကဲပေါင်း၄ လေးနဲ့သုံးနဲ့ပေါင်းခွန်ခွန်ရဲ့ပါဝါနှစ်ခွန်ရဲ့နှစ်ခက်ကသုံးညခွန်နှစ်သုံးညဆိုတဲ့ကြီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့6နှစ်တစ်6နှစ်မှာနှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်6 6တဲ့6မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျကဲနောက်တစ်ပြုံတွက်ပါမယ်9919 9919 2493ည9493ည 3959ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲလိုတွက်မဲ့ဆိုရင်နှစ်ကဲ6ရဲ့ပေါင်းတော့1 1နဲ့5နဲ့1နဲ့4နဲ့ပေါင်း5 5ရဲ့ပါဝါ3ည5နဲ့ခက်က3 5 3 3ဆိုတဲ့ကြီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာကြီးထွက်သွားတယ်ဆိုတဲ့အခါကျတော့58 58 58မှာကျွန်တော်တို့9တလုံးထိပြီးအောင်ခဲ့ပါတယ်26 26မှာတော့မအောင်ပါဘူးဗျ ်ကဲနောက်တစ်ပြန်တော့တွေ့ပါမယ်4965353982383ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အားလေးကိုတွက်ပါမယ်တွက်မယ်ဆိုရင်ခါကျ3ရက်5ရက်ပေါင်း8 8ရက်8ရက်ပေါင်း6 6ရက်ပါဝါ1 6ရက်နှခက9 6 19ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုရင်ခါကျတော့6 4တဲ့6 4မှာ6တလုံးထိပ်ပြီးထွက်ခဲ့သလို နောက်ညနေပိုင်းလေးကိုးလေးဖြစ်တဲ့အတွက်ကိုကညောင်းမနေကောထီပြီးညောင်းမနေကောအောင်တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်ဗျ။ကဲအဲ့တော့ကျွန်တော်တို့ကဒီအင်္ဂါနေ့အတွက်ကိုကဏန်းလေးတွေထုတ်လိုက်ရအောင်ခွန်9 6နှစ်9 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 ရှေ့ရပါဝါ3ရှေ့ရနှစ်ခက်ကတိရှစ်3တိဆိုတဲ့ကီ3လုံးဒီပြမှာထွက်ရမယ်တကယ်ကောင်းပြီအဲဆိုရင်ကျွန်တော်တို့ကကီထိတ်ကလေးတွေနဲ့ဂဏန်းလေးတွေထုတ်ကြည့်လိုက်ရအောင်ကီထိတ်ပေါ့နော်ဒီကနေ့ကီထိတ်ကတော့မှန်ခဲ့ပါတယ်ကီထိတ်မနေ့ဖငါအတွက်ကီထိတ်ကတော့တိ ရှေးသုံးပါတဲ့ခုနကကီယိုယိုကကီယိုယိုက8 3တဲ့8 3တအဲ့တော့ကျွန်တော်တို့8 8 3နဲ့8တ3တပေါ့နော်ဒါလွဲလို့ကျန်တာအပူဖြစ်နေရယ်နော်အဲ့တော့ကျွန်တော်တို့ကမာစတာကီးလေးတွေစဉ်းစားကြမယ်မာစတာကီးနဲ့အဲ့တော့ပထမမာစတာကီးကဘာရလဲဆိုရဲခါကြတော့နှစ်လေး ခွန်၃ညဒုတိယမာစတာကီးယား6 4 6တစ်ပါတယ်เนาะ6လေး6တစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာကီးထိတ်နေကီးနေကအသွားတူနေရဲ့အတွက်ကျွန်တော်တို့ကဒီကီးထိတ်နေဒီမာစတာကီးအပေါ်မာစတာကီးနဲ့ကတ်ကစားမယ်เนาะအပေါ်မာစတာကီးနဲ့ကတ်ကစားမယ်အဲ့တော့ကျွန်တော်တို့ကတ်ကြည့်လိုက်ရအောင်1 2 3 4 တစ်ခွန်တစ်တုံညရှစ်နှစ်ရှစ်လေးရှစ်ခွန်ရှစ်တုံညသုံးနှစ်သုံးလေးအဲအောက်မှာဆက်ရေးလိုက်မယ်နော်သုံးခွန်သုံးတုံညဆိုဒီလိုမျိုးကျွန်တော်တို့ကဏန်းလေးတွေရပါတယ်တဲ့အဲ့တော့ရတဲ့အခါကျတော့ကျွန်တော်တို့အကွက်ကလေးတွေဘယ်လိုစဉ်းစားပြီးဘယ်လိုထုတ်မလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့မနေ့ကက ကြံခဲ့တဲ့ break က6 1 9 4 6 1 9 4ဆိုတဲ့ break ကတဲ့เนาะကြံနေပါလေအဲ့တော့6 1 9 4လေးနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီမှာပြန်ကြည့်မယ်ဆိုရင်မရှိဘူးဟာမရှိဘူး6 1 9 4ဆိုတာမရှိဘူးအဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်ပြောခဲ့ဘူးတဲ့เนาะဟိုကျွန်တော်တို့ကြာသပတေးနေ့က9 5လို့ထွက်တယ်9 5လို့ထွက်တဲ့အတွက် မှာပေါ့နော်ခွန်9လို့ထွက်ပြီးသွားရင်ခွန်95ခွန်ပေါ့နော်အခုလည်းတစ်ခါခွန်95ခွန်ဆိုပြီးတစ်ခါထွက်တဲ့အတွက်နှစ်နှစ်496 24 96ဆိုတဲ့ပြိဋ္ဌာတဲ့သုံးရက်အတွင်းမှာထွက်ရပါအောင်မယ်တဲ့အော်အဲ့ဒီမှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ခုနကကျွန်တော်တို့ဒီမှာ1649တော့တစ်ပြိဋ္ဌာအဲ6149လေးပြိဋ္ဌာတော့တစ်ပြိဋ္ဌာက30နောက်က2496မှာကျွန်တော်တို့84 ဒီနှစ်ကွက်ပဲကျွန်တော်တို့တွေ့ရတယ်เนาะဒီနှစ်ကွက်ပဲတွေ့ရတယ်တဲ့ဒီနှစ်ကွက်ပဲတွေ့ရတဲ့ခါကျတော့ကျွန်တော်တို့ဒီမှာ break အတိုင်းပဲကစားမယ်ဆိုရင် break အတိုင်းပဲကစားမယ်ဆိုရင်ရှိသေးတယ်ပေါ့เนาะဥပမာနှစ်ခွန် break ဆင်းပြီးတော့နှစ်ခွန်၄ကိုဆိုတာလည်းရှိနေတဲ့အတွက်နှစ် break ကြီးကပြန်ဦးပြရနေเนาะအဲ့တော့ကျွန်တော်တို့ကျွန်တော်ရဲ့ဒီဒီကနေ့အကြိုက်ကစားမယ်ဆိုရင်၁၃ညနဲ့၈၄ဒီနှစ်ခုပဲကျွန်တော်ကပြောကြရရှိတယ်เนาะ၁၃ညနဲ့၈၄နောက်တစ်ခါကျတော့ကျွန်တော်တို့နှစ်ခွန် break ဆင်းပြီးသွားရင်နှစ်ကွန်ပရိတ်ဆိုအခုက9ဆိုနှစ်ကွန်ပရိတ်ပေါ့နော်နှစ်ကွန်ပရိတ်ဆင်းပြီးသွားရင်လည်းနှစ်ခွန်၄9ဆိုတဲ့ပရိတ်ကဆင်းရမယ်တဲ့အဲ့ဒီမှာကျွန်တော်နှစ်ခွန်၄9နဲ့အဲပတ်သက်လို့ကွန်ပရိတ်ဆိုရင်ကျွန်တော်တို့က34ဟုတ်တယ်နော်34အဲ့တော့ဒီမှာ34အဲ့တော့ကျွန်တော်ဒီကနေ့အနေနဲ့ပြောမယ်ဆိုရင်30ရဲ8 4ရဲ3 4ဒီ3ခွက်ပဲကျွန်တော်တို့ကရွေးထုတ်လို့ရပါလိမ့်မယ်နော် ဲ့တော့ဒီနေရာမှာကျွန်တော်တို့ပြောချင်တာလေးတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုဒီတန်းဒီတန်းမှာကျွန်တော်မထွက်သေးမထွက်သေးတဲ့အခါကျတော့ခုနကကျွန်တော်တို့ဗါလဲ84နဲ့34အော်10 10ရဲ့84ရဲ့3လေးဆိုဒီမှာ84ကြတော့ပုံပြီးကြိုက်တယ်အဲ့တော့ကျွန်တော်တို့ဒီ3ခွက်ထဲမှာကျွန်တော်ရဲ့တင်ကနန်းအနေနဲ့ကစားကြည့်ဂျင်တာတော့84ပဲဖြစ်တယ်เนาะ break ကတော့နှစ် break တွေကြီးပဲဖြစ်နေတယ်เนาะဒါပေမဲ့ကြားရမှာတော့တော်တော်လေးတော့ဟိုဟာဖြစ်တယ်ပေါ့เนาะနှစ်နှစ် break တွေကြီးပဲဖြစ်တယ်ဘာဘောင်းလဲဆိုတော့ကျွန်တော်တို့တနေ့လာနေ့မှာ ခွန်ငါခွန်ငါဆိုရင်နှစ်ပြိတ်တွေပဲထွက်သွားတယ်အခုလဲကျွန်တော်တို့ဒီတိုင်းသဘောအရအစင်းသဘောအရပြောမယ်ဆိုရင်84ဆိုနှစ်ပြိတ်ပဲကျွန်တော်ကပြန်ကောင်းနေတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့အကြပင်ရှိတယ်သဘောတရားအရတော့ကျွန်တော်ကဒါကိုပဲထုတ်မှာပဲဖြစ်ပါတယ်အမျိုးတို့အနေနဲ့လဲအကြိုက်တူရင်ယူပါအကြိုက်မတူဆိုရင်လဲနော်မိမိကြိုက်နှစ်တရားလေးဒီနဲ့တွက်တွက်ဖက်ပြီးကစားပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျနော်ကြည့်အဲ့တော့ကျွန်တော်ရဲ့တိစက်မှုတွေကတော့ဒီကနေ့ဒီလောက်ပဲဖြစ်ပါတယ်နော် ဒါမဲ့တခုတော့ဒီနေရာမှာနည်းနည်းလေးပြောချင်တာရှိပါတယ်အဲ့မှာကျွန်တော်တို့ဒီ master key နှစ် key နဲ့ပြောမယ်ဆိုရင်ဒီဒီတန်းလေးရထွက်သွားနိုင်တယ်ပေါ့နော် master key နှစ် key နဲ့ပြောမယ်ဆိုရင် master key နှစ် key နဲ့ဆိုရင်ဒီမှာဥပမာပေါ့64ဒီမှာ64ရှိတယ်နော်နောက်တစ်ခါ64ရှိတယ်နော်ဒီမှာ6အဲဒီမှာ6ဒီမှာ4နော်64ရှိတယ်နော်နောက်တစ်ခါကျတော့14လည်းရှိရယ်ပေါ့နော်14လည်းရှိတယ်အဲ့ဒါလေးတွေကဒီတန်းလေးရတော့ထွက်သွားနိုင်တယ်ပေါ့နော် master key နှစ်ခုကလည်းပေါင်းဆက်ပြီးတော့တစ်ခါမှမထွက်သေးရတဲ့အတွက်ထွက်မယ်ဆိုရင်ဒီတန်းက ထွက်နိုင်စရာရှိပါတယ်အဲ့တော့ဒီတန်းထိုးတဲ့လူတွေအားမပါနဲ့နော်အောင်နိုင်ကြီးများပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကဲဒီကနေ့တော့ကျွန်တော်ရတင်ဆက်မှုတွေဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာကြီးကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတနင်္လာနေ့အဖွင့်လှရကြသလိုအင်္ဂါနေ့မှလည်းရကြပါစေအောင်ကြပါစေလို့ဆုတောင်းပေးကျွန်တော်ဒီကနေ့ဒီဘူလိုခိုင်းလေးကိုကျွန်တော်ဒီမှာနေမဲ့အဆုံးတတ်လိုက်ပါတယ်ဗျာ